စပိန်မင်းသမီးနဲ့ဂါဗီဒိုရဲ့ချစ်ဆက်လန်ကရှေ့ဆက်မတိုးပဲဘာလို့ရက်တန့်သွားတာလဲခဲ့တဲ့နှစ်နှစ်ကျော်2022ကာတာကမ္ဘာဖလားကာလအတွင်းမီဒီယာတွေပေါ်မှာဟိုလေးတကြောကြောဖြစ်သွားတဲ့အကြောင်းအရာလေးတခုရှိခဲ့ပါတယ်။အဲဒါကတော့စပိန်နိုင်ငံရဲ့ဘရင်သမီးတော်မင်းသမီးလေးလီယန်နော့စ်နဲ့ဘာစီလိုနာအသင်းရဲ့လူငယ်ကစားသမားလေးဂါဗီဒိုရဲ့ချစ်ဆက်လန်မှာမင်းသမီးလီယန်နော့ဟာယခုလက်ရှိစပိန်ဘရင်ဖိလစ်ပီးဖိုင်နဲ့မီဘီယာလစ်စီယာတို့ရဲ့အကြီးဆုံးသမီးတော်ဖြစ်ပါတယ်။ သူမကို2005ခုနှစ်အော်တိုဘားလာ22ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပြီးအခုဆိုရင်အသက်19နှစ်ရှိပါပြီ။မင်းသမီးလေးလီရင်တော်ဟာသူ့ရဲ့ချစ်စပွဲချောမောလာပါတဲ့မျက်နှာကြောင့်သားမကအသက်13နှစ်အရွယ်မှာကလေးကနန်းနွေရီယာကိစ္စတွေအခမ်းအနားတွေမှာတတိညင်ငိမ့်နဲ့တာဝန်ထမ်းဆောင်နိုင်တာကြောင့်လည်းအရေးချင်းရှိပြီးချစ်စပွဲကောင်းတဲ့မင်းသမီးလေးတစ်ပါးအဖြစ်ကမ္ဘာမီဒီယာတွေရဲ့အာရုံစိုက်ခြင်းခံခဲ့ရပါတယ်။ဒါ့အပြင်တနေ့နေ့တစ်ချိန်ချိန်မှာစပိန်နိုင်ငံရဲ့တင်းနှံအုပ်ဆောင်ပြည်မှာဖြစ်လာမဲ့သူမျိုးလေးအားလုံးကစောင့်ကြည့်နေကြတာပါ။ ဒီလိုချော်မော်လာပါတယ်ဆယ်ကျော်သက်အရွယ်စပိန်မင်းသမီးလေးလီယန်နော်မှာတိတ်တခိုးသဘောကျရတဲ့သူရှိပါတယ်သူကတော့ဘာစီလိုနာလာမာစီယာအကယ်ဒမီကလူငယ်ကစားသမားလေးကာဘီပါကာဘီဆိုတာကဥရောပအကောင်ဆုံး Golden Boy လူငယ်ကစားသမားဆုရထားတဲ့ပါရမီရှင်ကစားသမားဖြစ်တယ်လို့ချော်မော်ခံရတဲ့မျက်နှာရှိတဲ့လူငယ်ကစားသမားလေးဖြစ်ပါတယ်ဒါပြင်မင်းသမီးလီယန်နော်နဲ့လည်းအသက်အရွယ်မတိမ်မယိမ်ပါမီဒီယာတချို့ရဲ့ဖော်ပြချက်အရစပိန်မင်းသမီးလေးဟာဂါဘီရဲ့ဓာတ်ပုံကိုចောင်းကားသူ့ရဲ့လော်ကာထဲမှာတင်ထားပါတယ် ဒါပြင်2022ခုနှစ်ကမ္ဘာဖလားဝင်ပြိုင်နေတဲ့စပိန်အသင်းကိုစပိန်ဘီယင်ကိုရိုင်းလာရောက်အားပေးတော့ထူးခြားတာလေးတစ်ခုဖြစ်သွားခဲ့ပါတယ်။အဲဒါကတော့ဂါဘီလက်မှတ်ပါတဲ့စပိန်အသင်းရဲ့ဂျာစီကိုအမတ်တရတောင်းယူသွားတာပါ။အဆိုပါဂျာစီယာမင်္ဂလေးဝတ်တဲ့ရွယ်စာမို့စပိန်ဘီယင်ဂျီယာသူသမီးကိုလက်ဆောင်ပေးဖို့လို့မီဒီယာတွေကခံမှန်းကြပါဗျ။ဒါကြောင့်လဲမီဒီယာတွေကချောမောတဲ့ဗာရမီရှင်ဘောလုံးသမားလေးနဲ့ရှင်မင်းသမီးလေးရဲ့အချစ်ဇာလံအဖြစ်ဝဝကွဲဖော်ပြခဲ့ကြတာပါဗျ။ တချို့သောမီဒီယာတွေမှာဆိုရင်ဂါဘီနဲ့စပိန်မင်းသမီးလေးတို့ချစ်ချိုးတွေ့နေကြပြီလို့ဒီဖော်ပြကြတာပါဒါပေမဲ့လည်းနှစ်နှစ်ကြာလာတဲ့အချိန်မှာတော့စပိန်မင်းသမီးလေးနဲ့ဂါဘီတို့ရဲ့အချစ်ဇာလန်ကကောလာဟာလာအစ်စ်ထက်မပိုလာခဲ့ပဲရပ်တန့်သွားခဲ့ရတာပါစပိန်မင်းသမီးကတိတ်တခိုးကြွေခဲ့ရပြီမဲ့ဂါဘီနဲ့မင်းသမီးတို့ရဲ့ချစ်ဇလန်ရှေးမဆက်နိုင်ရတဲ့နောက်ွယ်ကအကြောင်းရင်းကိုတချို့သောသတင်းမီဒီယာတွေကတော့အခုလိုဖော်ပြလာခဲ့ပါတယ်။ဗီဒီယိုအစပိုင်းမှာပြောခဲ့သလိုမင်းသမီးလီယိုနိုဟာအနာဂတ်တစ်ချိန်မှာစပိန်နိုင်ငံရဲ့ဘီယမဖြစ်လာမှာပါ။ တကယ်လို့ဂါဘီနဲ့ချစ်ဆက်လန်းဆက်ခဲ့မယ်ဆိုရင်ဂါဘီကလည်းစပိန်နိုင်ငံရဲ့ဘီယန်တဘာဖြစ်လာပါလိမ့်မယ်။စပိန်နိုင်ငံရဲ့နန်းနွယ်စီမင်းရာဘီယန်တဘာဟာဘောလုံးသမားလုပ်လို့မရပါဘူး။ဒါကြောင့်မင်းသမီးနဲ့လက်ထပ်မယ်ဆိုရင်ဂါဘီတယောက် professional ဘောလုံးသမားဘွားကနေအနားယူရမှာပါ။ဘာစီလိုနာနဲ့စပိန်လူငယ်ကျယ်ဝင်းဂါဘီကတော့ဘောလုံးကိုပဲဒီဇိုင်းမမတ်ဆွဲလန်းယူသွတ်တူတူဖြစ်ပြီးဘလုံးနီနဲ့မှဘောလုံးလောကကိုမဆွလွချင်ခဲ့ပါဘူးလို့ဆိုပါရယ်။ဒါကြောင့်လေသူနဲ့ဘွားချင်နေချင်းကြွာချလို့နဲ့အချစ်ဇာလန်ကိုမင်းကလေးဘက်ကစားခဲ့ပြီးမြေ ဒါဘီကတော့သွေးနဲ့ရှေ့ဆက်မတူပဲအပိသူပြိသက်ဘရင်သမီးတော်နဲ့ဘလုံးသမားလေးအဖြစ်နဲ့သာမစတင်ခင်ကလေးကအဆုံးသတ်ခဲ့တယ်လို့သိရတာပါဒါကြောင့်လဲစပိန်ဘရင်သမီးတော်နဲ့ဂါဘီတို့ရဲ့အချစ်ဇာလန်က2020ကမ္ဘာဖလားနောက်ပိုင်းမှာတိတ်ဆိတ်ငြိမ်သက်သွားခဲ့ရတာဖြစ်ပါတယ်တချို့သောမီဒီယာတွေကတော့ဂါဘီနဲ့မင်းသမီးတွေတို့ဟာလူတွေမသိတဲ့နောက်ကွယ်မှာပတ်သက်နေနိုင်တယ်လို့လည်းထင်ကြေးပေးကြပါဗျ။ဒါပေမဲ့လည်းဒါကတိကျခိုင်မာမှုမရှိတဲ့ကောလာဟာလာတသက်ပါ။ဘာပဲပြောပြောမင်းသမီးလေးနဲ့ဂါဘီတို့ရဲ့ဇာတ်လမ်းကအမှန်တကယ်မစတင်ကြတဲ့ကပြီးသွားတာလား။ တနေ့တစ်ချိန်ပြတ်ပေါ်လာမလားဆိုတာကတော့အချိန်ကဆုံးဖြတ်ပြီးသွားမှာဖြစ်ပါတော့တယ်။